အဲ့ဒီအင်ချီချုပ်ရတာလေးတွေအဲ့လို fashion မိုင်းနဲ့ပတ်သက်တဲ့ design မိုင်းလေးတွေကိုစဉ်းစားရတာမျိုးလေးတွေဆိုအရန်ဝါသနာပါခဲ့တာပါဟုတ်အော်ညီမနှမရတော့မင်္ဂလာမြတ်ခိုင်ဖြစ်ပါတယ်အခုလက်ရှိလုပ်နေရတော့ fashion designer ပါရှင်တန်းတူဆိုင် fashion design school ကိုတည်ထောင်ထားပါတယ်ရှင်အော်ဝါသနာရလောက်တာပါရှင်ဟိုငငယ်လေးရလေငငယ်လေးရအဲ့ဒီအင်ချီချုပ်ရတာလေးတွေအဲ့လို fashion ဘိုင်းနဲ့ပတ်သက်တဲ့ design ဘိုင်းလေးတွေကိုစဉ်းစားရတာမျိုးလေးတွေဆိုအရန်ဝါသနာပါခဲ့တာပါဟုတ်ဝါသနာနဲ့အခုအလုပ်နေရာချက်တူကြပါတယ်ရှင်ဟုတ်ရှိပါတယ်ရှင်တော်တော်များများလေးကြုံခဲ့ရပါတယ်ဒီတောက်လျှောက်လှုပ်လာတဲ့သက်တမ်းတစ်လျှောက်မှာပေါ့နော်ကိုလှုပ်သမျှအဲစိတ်တိုင်းမကြတာလေးလည်းရှိခဲ့တယ်ဒါပေမဲ့လည်းကိုဘက်ကတော့အစွမ်းကုန်တော့အဲစူးစမ်းပြီးတော့လှုပ်ခဲ့ပါတယ်ရှင်ဟုတ်မယန်းကုန်းမှာပါမယန်းကုန်းကို ့သမိုင်းလဲဆောင်လာမှာပါရှင်မြန်မာလေးအားကြတော့လေအဖွဲစည်းဆိုတာချက်ဟိုတယောက်ထဲလောက်တာကိုပို့ပြီးတော့အားတတ်ပါတယ်ရှင်ဖြစ်ပါတယ်အတယောက်ထဲအမေအိုင်းမှာတော့လေအားတကြအားနေစေဆိုတာရှိတာပေါ့နော်အတယောက်ထဲကြတော့နောက်ခွေကနောက်ကနေပြီးတော့ supporting လုပ်တဲ့လူတွေလိုအပ်ပါတယ်တယောက်ထဲမပြီးတဲ့အလုပ်မျိုးတွေကြတော့ဒီ fashion ဆိုလို့ရှိရင်ကြတော့ team နဲ့သွားရတာမျိုးတွေကပို့ပြီးတော့များတဲ့အတွက်ကြောင့်မလို့လေအဖွဲစည်းနဲ့လောက်တာကြတော့လူအများကြီးနဲ့ပတ်သက်တဲ့အခါမျိုးကြတော့လေ အဲနည်းနည်းစိတ်ရှုပ်စရာလေးတွေရှိရတဲ့ညီမလေးကတော့တယောက်တည်းဟိုရှေ့ရနေဥဆောင်ပြီးလောက်ရတာကိုပို့ပြီးတော့သဘောကျပါတယ်။အရှင်ရှိုးရယ်လို့တော့မဟုတ်ပြင်မဲ့တချို့ရှိုးဝဲတွေမှာတော့ဟာဟိုနေပေါ့နော်။နောက်ဒီတန်ဘိုးကူညီတဲ့ဟိုကိုစပွန်ဆာတို့စပွန်ဆာတို့အဲ့လိုမျိုးတွေတော့လုပ်ဖြစ်ခဲ့ပါတယ်ရှင်။တင်ခဲ့တဲ့ဆရာတွေကတော့တော်တော်များပါတယ်။ဒိုးဆိုကဆရာမကြီးဒေါ်တီတာဝင်းနောက်ဆရာမကတော့တနင်အေး နောက်ပြီးတော့ဆရာတီဆိုအောင်နောက်ပြီးတော့ဟို standing point school ကဆရာတီချဲလေးနောက်ပြီးတော့နောက်ထပ် floral ကတီချဲလေးအဲ့လိုမျိုးတွေတော်တော်တော့များပါတယ်။ QC ကအဲ diploma လေးလည်းယူထားပါတယ်။ဒါတော့ online ပေါ့နော်။အဲ့လိုမျိုးလေးတွေတော့ရှိပါတယ်။တင်တဲ့ဆရာတွေကတော့အများကြီးပါ။နောက်ပြီးတော့ကိုယ်တိုင်တင်တဲ့ဟာမဟုတ်ခဲနဲ့ဒီတင်ဆရာမြင်ဆရာပေါ့နော်။အဲ့လို YouTube ရောဘာလို့နေလဲ။အဲတင်ခဲ့ပါတယ်။နောက်ပြီးတဲ့အခါကျတော့တင်တန်းသားတွေကတော့ စုပေါင်းတော့100 100ကျော်လောက်တော့တင်တင် जा ပေးခဲ့ပြီးပါပြီရှင်အိမ်မက်တရားတော့လေအကောင့်ထဲပေါ်ပြီလားဆိုတော့တဝက်လောက်တော့အကောင့်ထဲပေါ်ပြီလို့ပဲပြောမှာပါအကုန်အပြည့်ဝတော့မပေါ်နိုင်သေးပါဘူးရှင်မြန်မာလေးအကြတော့အာရန်အားကြတာကြတော့လေအဲဒီအခုမြန်မာနိုင်ငံကနာမည်ကြီး fashion designer ကြီးတွေကိုအရင်အားကြပြီးတော့လေးစားအတူယူရပါတယ်။သူတို့လိုဖြစ်ချင်တာပါ။ညီမလေးစူးစမ်းနေသေးပါရှင်။အခုတော့လမ်းတော့ဝက်လမ်းခုလက်ပဲရောက်သေးတယ်လို့ပဲပြောရမှာပါ။